စစ်ကော်မရှင်က TNNA ထိန်းချုပ်နိုင်ခဲ့တဲ့နောင်ချိုကြောက်မဲဒီဘော့တို့ကိုပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး အခုနမ်တူကိုဆက်လက်တင်းယူနိုင်ဖို့အတွက်စစ်ကြောင်းတွေထိုးစစ်ဆင်နေတယ်လို့သိရပါဗျ။ပြခဲ့တဲ့အောက်တိုဘာ19ရက်နေ့ကစစ်တပ်ဟာဒီဘောမြို့ကိုပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီးတဲ့နောက်တီအန်အန်နဲ့ထိန်းချုပ်နိုင်ခဲ့တဲ့နမ်ဆန်နမ်တူမိုကုတ်မိုင်းငော့စတဲ့မြို့တွေကိုလေကြောင်းနဲ့ပုံကျဲတိုက်ခိုက်မှုတွေပြုလုပ်နေပြီးနမ်တူမြို့ကိုတော့မြေပြင်ထိုးစစ်ဆင်မှုတွေပြုလုပ်လာနေတာကို တွေ့နေရပါတယ် လက်ရှိစစ်တပ်ဟာဒီပေါင်းမျိုးနဲ့နမ်တူမျိုးကြားကမိုးတေကျွရအနေထိရောက်ရှိနေပြီဖြစ်တယ်လို့သိရပါဗျာ။ကျွန်တော်တို့ကြားရတာတော့စစ်တပ်တော့မူတည်ကြွားရမှာပဲရှိတယ်။မြေပြင်ထိုးစစ်ဖို့ကတော့ရှင်လူတေးမယ်ထင်တယ်။ပြီးတော့ဒီပေါ်နမတူလန်းကိုလည်းပိတ်ထားတယ်။မူတည်တတားလည်းပြတ်ထားရဆိုတော့ဟိုဘက်လန်းကူကူကတော့ခတ်မယ်ထင်တယ်။ စစ်တပ်ကဒီဘောနမ်တူလမ်းကြားတွေမှာတောင့်တင်းနေပေမဲ့လည်းနမ်တူမြို့အတွင်းကိုလေကြောင်းဘုံကျဲတိုက်ခိုက်မှုတွေကိုပြုလုပ်နေတာကြောင့်ကလင်းအပါဝင်အရက်သားတည်ဆုံမှုနဲ့ထိခိုက်ဒဏ်ရာရရှိမှုတွေရှိနေပါတယ်ပိခရအော်တိုဘာ25ရက်နေ့ကည9:00နာရီဝန်းကျင်မှာစစ်တပ်ကနမ်တူမြို့နယ်မန်လီကျွော်ရတဲ့ကိုဒရုန်းနဲ့ဘုံကားလုံးကျဲခဲ့တာကြောင့်နေအိမ်ပျက်စီးမှုရှိခဲ့တယ်လို့ TNN ကထုတ်ပြန်ထားပါတယ်။ စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်နမ်တူမြို့ဒေသခံ2000ကျော်လောက်ကလာရှုံမြို့ကိုစစ်ပေးဆောင်ဖြစ်ရောက်ရှိနေပါတယ်။ရောက်ရှိနေတဲ့စစ်ပေးဆောင်တွေဟာလာရှုံမြို့နောင်လိုင်ကြာကန်မှာ800ကျော်၊လီစုစာပေကေဟာရက်ကွက်7မှာက930ကျော်၊ရက်ကွက်1နေမြေ8တမယုံမှာက328ရောက်၊တာရွေပြင်းတချို့ကအမျိုးအိမ်တွေမှာနေထိုင်ကြတယ်လို့စစ်ပေးဆောင်တွေကကူညီပေးနေတဲ့သူကပြောပါတယ်။ ။တပ်ပြင်လက်ရှိစစ်ပေးဆောင်တဲ့အတွက်စာဝတ်နေရတဲ့အတွက်အလူရှင်တွေလိုအပ်နေပြီးပြပရအဆင်ပြေနေတဲ့သူတွေအနေနဲ့ကုညီပေးစစ်ခြင်းကြောင့်စစ်ပေးဆောင်ကုညီနေတဲ့သူကအခုလိုပြောပါဗျာ။အလူရှင်နဲ့ဟုတ်ကဲ့လိုက်တော့ရတိုင်းရတော့ဒီဒီမနဲ့ပြန်တော့ကျွန်တော်တို့ကလည်းလရှို့ပြန်နေတာတနည်းတော့မရှိသေးဘူးစစ်ပီးဆောင်တွေကအဖြေဝမကူညီနိုင်ဘူးဖြေတွန်းအလူရည်လည်းနည်းနည်းပဲကူနိုင်တာပေါ့အလူရှင်တွေကတော့တိတ်မရှိတော့ဘူး ဒါကြောင့်ပြပရောက်တူတွေအနေနဲ့ကျွန်တော်တို့ဒီစစ်ပေးရှောင်းတွေကိုကူညီပေးဖို့မေတ္တာရက်ခံခြင်းနဲ့အခုကတဖွဲ့ပြန်ပြီးတဖွဲ့ကထက်ရောက်လာတယ်ကျွန်တော်တို့မှာကောက်ထားတဲ့နမတူဒီတန်စစ်ပေးရှောင်းက2000ကျော်လောက်ရှိတယ် တခြားဆွေမျိုးအိမ်မှာနေပြီးစီးမကောက်နိုင်တာလည်းရှိသေးတယ်။လာရှုံမြို့အတွင်းမှာကြောက်မဲတီပေါ်နောင်ချိုစစ်ပေးဆောင်တချို့တွေလည်းကြန့်ရှိနေသေးတယ်လို့တရားပါတယ်။စစ်ပေးဆောင်တချို့ဟာပြန်ဆရာနေအိမ်မရှိတော့တာကြောင့်နေရက်ကိုမပြန်နိုင်သေးတာဖြစ်တယ်လို့လည်းတရားပါတယ်။စစ်ကော်မရှင်ကတူလက်လွတ်ဆုံးရှုံးလိုက်ရတဲ့နေမျိုးတွေကိုပြန်လည်သိမ်းပိုက်နိုင်ဖို့ထိရနေနေထိန်းချုပ်ထားတဲ့နေမျိုးတွေမှာအပြင်းထန်ထိုးစစ်ဆင်မှုတွေလုပ်နေပါတယ်။ ဒါပြင် TNN ထိန်းချုပ်ထားနိုင်တဲ့နမ်ခမ်းမြို့ဒေသခံတွေအားလည်းစစ်တပ်ကလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်လာမှာကိုစိုးရိမ်နေတာကြောင့်ဈေးကုန်စုံဆိုင်စာတင်ကြောင်းစားတောက်ဆိုင်စားရတွေကိုပိတ်ထားကြပြီးမြို့တွင်းတွာလှတူတွေအနေနဲ့လည်းပုံမှန်ရထက်နေပါနေတယ်လို့တရားပါတယ်။ တန်နနေရဲ့ထုတ်ပြန်ချက်အရအောက်တိုဘာ၁ရက်နေ့ကနေ26ရက်နေ့အထိစစ်ကော်မရှင်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်တန်ဃာတော်၂ပါးကလေး၁၀ဦးအမျိုးသား၁၆ဦးနဲ့အမျိုးသမီး၂၂ဦးသေဆုံးသွားခဲ့ပြီးတရားရရှိမှုအနေနဲ့တော့တန်ဃာတော်၆ပါးကလေး၂၆ဦးအမျိုးသား၂၀ဦးနဲ့အမျိုးသမီး၁၉ဦးတို့ရှိပါတယ်။ဒါပြင်နေအိမ်၁၈၃အိမ်စာတင်ကျောင်း၅ကျောင်းဖုန်ကြီးကျောင်း၇ကျောင်းကျောင်းဆောင်၉ဆောင်အဆောက်အအုံ၆ခုကြက်မွေးမြူရဲချန်၂ချန်လက်ဖက်ဆက်ရုံတစ်ခု ုစရတယ်ပြက်စီတွားတယ်လို့ဆိုပါတယ်တဖက်မှာလည်းတရားနည်းဟာဒီပေါ်မြော့တွဲမှာမထွက်ခွာခင်ကဘန်နူကိုဖျက်ဆီးပြီးငွေယူဆောင်တွားတာအစိုးရအဆောက်အုံတွေကိုမင်းရှို့တာအကြောင်းကွန်ပျူတာတွေဘန်ကွန်ပျူတာတွေကိုယူဆောင်တွားတာရှိတယ်လို့လည်းစစ်တပ်ဝါဒဖြန့်မီဒီယာကနေပြောထားပါတယ်ကျွန်တော်တော့ဇက်စင်လန်ပါ